ားလုံးခွင့်မင်္ဂလာပါရှင်။ MPN သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။ဒီနေ့တော့ထူးခြားသတင်းတွေနဲ့မြမအရေးမမေတဲ့ပုံရဟမင်းကြီးကနှစ်ကြိမ်မြောက်နိုင်ငံတကာအကူအညီရရေးတိုက်တွန်းပေးတဲ့သတင်း အလင်းဝင်တာကအောက်ခြေစစ်သားတွေရဲ့ငင်းကြံရလို့လမ်းပြလာတဲ့ပိတုပန်တိုင်းအကြောင်းပညာရေးနဲ့အနာဂတ်ကော်တူလေးကိုတည်ဆောက်မဲ့ KNU ဆိုတဲ့သတင်းဆက်ဖြစ်နေတဲ့မြန်မာကို လာလေဖို့တရုတ်တွေကိုသွားဖိတ်နေတဲ့စစ်တပ်ကောင်စစ်ဝင်ချုပ်အကြောင်းတမိုင်းတခြားစစ်တပ်လက်ထက်မှာပထမအဆုံးတက်တန်တိုးတဲ့တောင်ကြီးတဆောင်းနိုင်ပွဲသတင်းအမေရိကန်မှာကွန်မြူနီဝါရာလွှမ်းမိုးလာပြီလို့ပြောလာတယ် တမရာထရန်အဲ့လိုတနစ်တာဒုကြဆုံးဖြစ်ခဲ့တဲ့ပီရင်ပီပါသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။ပီရင်သတင်းတွေကိုအယုံဆုံးရှုစားလိုက်ကြရအောင်ပါ။မြမအရေးမမေ့တဲ့ပုံဟန်မင်းကြီးကနှစ်ကြိမ်မြောက်နိုင်ငံတကာအကူအညီပေးရတိုက်တွန်းပေးတဲ့တဲ့င်းနဲ့စတင်လိုက်ချင်ပါတယ် ပုံရဟန်းမင်းကြီးလီယို၁၄ဟာစစ်တပ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့စိုးရိမ်မှုတွေကို အမှတ်တရရှိနေပြီးတူတက်လာတဲ့ခုနှစ်လအတွင်းနှစ်ကြိမ်မြောက်စူတောင်းမြစ်တာပေါ်တာလိုက်ပြန်ပါတယ်။ပုံရဟန်းမင်းကြီးလီယိုဟာ၁၄ရောက်မြောက်ပုံရဟန်းမင်းကြီးအဖြစ်မေလတုန်းကမှခန့်အပ်ခံခဲ့ရပြီးပုံရဟန်းမင်းတစ်တာဝန်ကိုပြန်လည်တော်မူသွားတဲ့ပုံရဟန်းမင်းကြီး Francis ထံကလွှဲပြောင်းရယူခဲ့တာဖြစ်ပါတယ်။ စစ်ပေးဒုက္ခတွေကြုံနေရတဲ့မြန်မာနိုင်ငံကပြည်သူတွေကိုမမေ့ကြဘူးနဲ့လူသားချင်းစာနာတဲ့အကူအညီတွေပေးကြဖို့ပုံရံမင်းစည်းလီယိုကနိုဝင်ဘာ9ရက်မနေ့ကပြုလုပ်ခဲ့တဲ့ဝေပြုတ်စုတောင်းပွဲကနေတိုက်တွန်းမိတ်ကြလိုက်တာဖြစ်ပါတယ်ဒါပြင်ဒီမိုကရေစီနှိကြရွေးကောက်တင်မြောက်ထားတဲ့အစိုးရကိုဖျောက်ချပြီးစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းစစ်ကြောင်းလူထောင်ပေါင်းများစွာတည်ဆုံပြီးတုံးတန့်ကျော်ဦးမဲ့အိမ်မဲဖြစ်ခဲ့ရတယ်လို့ပုံရံမင်းကြီးကထည့်သွင်းမိကြသွားပါတယ်။ ဒါပုံရိုင်းမင်းစင်းလီကိုအနေနဲ့မြမအရေးကိုနိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့တတိမူမီအောင်ဒုတိယအချိန်မြောက်ဆွတ်တောင်းတိုက်တွန်းပေးခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာတုန်းကဝေပြုဆွတ်တောင်းပွဲမှာလည်းပုံရိုင်းမင်းစင်းလီကိုကမြမမှာစစ်ပွဲတွေရပ်တန့်ပြီးအားလုံးပါဝင်ခွင့်ရှိတဲ့အပြုတ်တဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေကနေငင်းကျဲရဲ့နိလန့်တွင်ရှာနိုင်ပါစေလို့လည်းဆွတ်တောင်းပေးခဲ့ပါတယ်။ ပုံရိုင်းမင်းကြီး Francis ဟာဒီနေ့2025 April 21ရက်နေ့ကတက်တော်88နှစ်အရွယ်မှာနှလုံးယောဂလေးဖြတ်ယောဂတွေနဲ့ပြန်လည်တော်မူခဲ့ပါတယ်။ပုံရိုင်းမင်းကြီး Francis မပြန်လွန်ခင်ပြီးခဲ့တဲ့နှစ်တုန်းကလူမှုကောင်ဆောင်တောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်စေရေးလိုလားပြီးပြန်လွတ်ပေးဖို့တောင်းဆိုခဲ့သလိုပါတီကယ်နန်းတော်မှာလည်းလာရောက်နေထိုင်စေလိုတယ်လို့လည်းမိန့်ကြားခဲ့ပါတယ်။ ဒုတိယအနေနဲ့အလင်းဝင်နာက အောက်ခြေစစ်သားတွေရဲ့ငြိမ်းချမ်းရာလို့လမ်းပြလာတဲ့ပြည်သူ့ဗန်နိုင်အကြောင်းကိုတင်ဆက်ပေးပါမယ်။ဒီနှစ်2025ခုနှစ်ဆယ်လတာအတွင်းအလင်းဝင်သူနဲ့ဖမ်းမိတဲ့စစ်တုပ်ပန်းစုစုပေါင်း2200ကျော်ရှိပြီလို့ဒီကြောင်စစ်တမ်းပြုစုထားတဲ့ပြည်သူ့ဗန်နိုင်ကနိုဝင်ဘာ6ရက်ဒီနေ့မှသတင်းထုတ်ပြန်လာပါတယ်။ဒါနဲ့အတူအလင်းဝင်နာကအောက်ခြေစစ်သားတွေရဲ့ငင်းကြရဖြစ်တယ်လို့လဲပြည်သူ့ပန်တိုင်ကလမ်းပြလာပါတယ် စစ်ကောင်စီတရဲ့အောက်ခြေစစ်တွေရဲ့အနာဂတ်ဟာတိုက်ပွဲတွေနဲ့အတူမှုံဝါပြောက်ကွယ်နေစေမို့အလင်းဝင်လက်နက်ချခြင်းကသာခုငင်းချင်းရေကိုရှာယူနိုင်ကြမယ်တခုသေးတော့ဖြစ်လာနေရလို့ပြည်သူပန်တိုင်ရဲ့ထုတ်ပြန်ချက်မှာရေးသားတိုက်တွန်းထားပါတယ် ဒါအပြင်စကားမတွေရဲ့ရွေးစရာမရှိတဲ့အောက်ကျန်ရွေးကောက်ပွဲကြီးကအောက်ခြေညင်းပြတွေရဲ့ဘဝကိုဘာမှပြောင်းလဲမပေးနိုင်တာကရုတ်ချင်းနဲ့အိမ်မက်ဆိုးမနေရတဲ့ကြံ့ရဲပေါ်တွေတည်တင်းကြပါပြီလို့လည်းပြောထားပါသေးတယ်ဆက်လက်ပြီးအော်တိုဘာနောက်ဆုံးပတ်တွင်အလင်းဝင်သူ9ဦးနဲ့စစ်တုပ်ပန်း10ဦးစုစုပေါင်း15ဦးရှိပြီးအလင်းဝင်9ဦးအနက်4ဦးဟာစစ်မှုထမ်းတပ်သားအစ်တွေ ဖြစ်တယ်လို့ပြည်သူ့ပန်းနိုင်ငံဆိုပါတယ် အစတွေအလင်းဝင်တာတရေစစ်သားတွေထံများတာမှန်ပေမဲ့အခုဆိုရင်စစ်မှုရန်တသားတသိန်းဝင်းကျင်လောက်ရှိနေပေမဲ့အလင်းဝင်လာနိုင်တဲ့သူတော်တော်နည်းနေတော့မယ်လို့နေဆက်အခြေဆိုင် CDN ရရှိတဲ့ဦးက MBA ကိုပြောပါတယ် လာလိုက်အလင်းဝင်လာသူနဲ့စစ်တုပ်ပန်းရရှိမှုတွေတဲ့အော်ဂိုလာမှာ184ဦးနဲ့ဇူလိုင်မှာ109အနည်းနဲ့ပမာဏအများဆုံးဖြစ်ခဲ့ပြီးပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့45ဦးနဲ့အနည်းဆုံးဖြစ်ခဲ့တယ်လို့ပြည်သူ့ဗန်နာရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အလင်းဝင်စစ်သားတွေတဲက3ပုံ2ပုံကျော်ဟာစစ်မှုထမ်းတပ်သားတွေဖြစ်တယ်လို့ပြည်သူ့ဗန်နာကထုတ်ပြန်တဲ့စီးရင်အရသိရပါတယ်။ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါဦးမယ်ရှင်။ ညာရင်းနဲ့အနာဂတ်ကော်တူလေးကိုတိဆောက်မယ်လို့ KNU ပြောလိုက်တဲ့သတင်းကိုပြောပြချင်ပါတယ်။ကရင်တိုင်းသားတွေရဲ့အိမ်မက်ဖြစ်တဲ့အနာဂတ်ကော်တူလေးကိုပညာရင်းနဲ့တည်ဆောက်မယ်လို့ KNU မြို့သားအစည်းအရုံး KNU ကပြောလိုက်ပါတယ်။ ကော်တူလေးအစင်းနှင့်ပညာရေးခေါင်းဆောင်များညီလာခံကို KNU ထင်းချုပ်နယ်မြေတနေရာမှာကရင်ပညာရေးနဲ့ရင်းချင်းမှုဌာနကဦးဆောင်ပါအောက်တိုဘာ23ရက်ကနေ25ရက်အထိ3ရက်ကြာကျင်းပခဲ့ကြပါတယ်။အဲ့ဒီပညာရေးညီလာခံနဲ့ပတ်သက်ပြီး KNU ကမနေ့ကထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့တဲ့အထက် ကင်းပညာရေးနဲ့ရင်းချင်းမှုဌာန KECD နေနဲ့အခုအစိမ့်ပညာရေးဦးဆောင်သူများညီလာခံကိုကျင်းပရကြရည်မှန်းချက်မှာအနာဂတ်ကော်တိုလေးကိုတည်ဆောက်ရမှာပညာရေးအခြေပြုတည်ဆောက်ဖို့တာမကတရားမျှတပြီးခင့်မိတဲ့ပြည်အောင်စုအတွက်ပါပံ့ပိုးကူညီနိုင်တဲ့မျိုးဆက်တဲ့လူငယ်တွေကိုပြုစုပြောထောင်ပေးနိုင်မဲ့အစိမ့်ပညာရေးစနစ်တည်းတည်ဆောက်ဖို့ဖြစ်တယ်လို့ဟေတာပြောဆိုထားပါတယ် ကော်တူလေးအစ်စ်မြင့်ပညာရေးဟာဆဲစုနေများစွာတိုင်းအခက်ခဲပေါင်းများစွာဖြတ်ကျော်ပြီးခံနိုင်ရရှိရှိလဲပတ်နိုင်ခဲ့တယ်လို့လဲ KNU ကဝင့်ကြော်ပြောဆိုထားပါသေးတယ်။အခုတော့ပညာရေးဥဆောင်သူတွေကရေးရှိပွင့်ပြောရတဲ့အတွက်လိုအပ်ချက်တွေ အစိုးဖွဲ့တွေဟန်ချက်ညီရေးအရေးအသွေးနဲ့စမ်းသစ်တီထွေမှုကို အလေးပေးတဲ့စနစ်တရတည်ဆောက်နိုင်မှုစရာဘေးကိုဥဆောင်လှူရှားနေကြတယ်လို့အသိပေးထားပါတယ်။အဲ့ဒီညီလာခံကို KNU ခေါင်းဆောင်နဲ့အစိမ့်မြပညာရေးအဖွဲ့အစည်းအပေါင်း34ခုကကိုယ်စားလှယ်တွေဒေသတွင်းပညာရှင်တွေနဲ့ပါဝင်တဲ့ပါဝင်ထိုက်သူတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ညီလာခံကိုတက်ရောက်ခဲ့တဲ့ခေါင်းဆောင်တွေဟာဒီပလိုမာအတိမတ်ပြုဖွင့်တဲ့ပညာရေးဆိုင်ရာပွဲတင်တဲ့နေ့အတွက်ရှင်းလင်းခိုင်ပါတယ်ပညာရေးဆိုင်ရာမူပေါင်းတရက်ချမှတ်နိုင်ရင်အပါအဝင်ဆရာတွေနဲ့အခြေခံအဆောက်အဦတွေအတွက်ရင်းရှင်ရင်းနှီးမြှုပ်နှံမှုရရှိဖို့သက်ဆိုင်ရာအစုဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်မှုကိစ္စတွေလည်းတုံ့ပြန်ဆွေးနွေးခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် နှစ်ချက်စင်နေပါကြပေလွင်းစစ်ကိုအန်တုနေရတဲ့ကရင်ပြည်နယ်အတွင်းအင်းနီစင်ထိုင်းနိုင်ငံရဲ့အပါအဝင် ပေးလို့ရဒေတာတွေကိုနှစ်ရှင်းစစ်ပေးဆောင်ဦးရဲ့တန်းနေချီရှိနေပြီးအနာသိမ့်မိနောက်မှာလဲပုံမမြင့်တက်လာခဲ့တယ်လို့ကုညီရေးအဖွဲ့တွေစီကသိရှိရပါတယ်ဆက်လက်ပြီးစစ်ဖြစ်နေတဲ့မြန်မာကိုလာလေဖို့တရုတ်တွေကိုသွားဖိတ်နေတဲ့စစ်တပ်ကောင်းစိတ်ဝင်ကြောင်းပြောပြပါမယ် တရုတ်နိုင်ငံရဲ့ပင်ရယ်ဆင်းရှိမြို့တစ်မြို့ဖြစ်တဲ့ချုံချစ်မြူနီစီပယ်မြို့တော်မှာဒိုဝင်ဘာ9ရက်မနေ့ကကျင်းပခဲ့တဲ့2025ချုံချစ်နိုင်ငံတကာခီးသွားအေဂျင့်ကွန်ဖရင့်ကိုစီကော်မရှင်ရဲ့အဲ့ဒီမြို့မြန်မာကောင်စီဝင်ချုပ်ဦးကျော်စေယားလင်းကတက်ရောက်ခဲ့ပါတယ်။အဲ့ဒီပွဲမှာစကားပြောခွင့်ရခဲ့တဲ့စီကော်မရှင်ကောင်စီဝင်ချုပ်ကတရုတ်တွေကိုစစ်ဖြစ်နေတဲ့မြန်မာနိုင်ငံစီ လာရောက်လေပတ်ပို့ဖိတ်ခေါ်သွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကခီးတော်အများပြားဟာခြုံချင်းမျိုးရဲ့အလားပါအဝစ်ကျေပြုံမှုနဲ့စံသစ်တီထွေမှုတွေကိုလွန်စွာနှက်တဲ့ကြသလိုရွှေရောင်ဖျားစီတွေတန်ရှင်းလှပတဲ့ကမ်းခြေတွေနဲ့ဖော်ရွေပြုံလာတဲ့အပြုံးတွေနဲ့တင်းနဲ့နေတဲ့မြန်မာနိုင်ငံကိုလာရောက်လေပတ်ဖို့ဖိတ်ခေါ်ပါတယ်လို့ဥကြော်စရာလင်းကပြောသွားတာပါဆလဘီခီးတော်လုပ်ငန်းဆိုတာခီးတော်ချင်းတခုလည်းမဟုတ်ပဲချိတ်ဆက်မှုနားလည်မှုနဲ့မိတ်ဆွေဖွဲ့မှုတွေလည်းပါဝင်တယ်လို့သူကပြောပါတယ် စစ်ကောင်မရှင်နဲ့စစ်ချွန်ပြည်နယ်ခြုံချင်းမြို့တော်ကြားဆက်ဆံရေးဆက်လက်တိုးတက်နေသလိုဆက်ဆံရေးနဲ့အပြန်လည်ဖွံ့ဖြိုးတိုးတက်မှုတွေကိုမြင့်တင်မယ်လို့လည်းစစ်ကောင်မရှင်ရဲ့ခြုံချင်းမြို့ကောင်စဲဝင်ချုပ်ကပြောပါတယ်မြန်မာဟာရင်းနှီးမြှုပ်နှံမှုနဲ့မိဖက်ဆက်ဆံရေးအတွက်ပွင့်လင်းပြီးအလားအလာကောင်းတဲ့နေရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပြီးမြန်မာမှာကြီးထွားလာမှုနဲ့စီးပွားရေးလုပ်ငန်းတွေလွယ်လွယ်ကူကူလုပ်နိုင်အောင်ကူညီပေးဖို့အသင့်ရှိနေရလို့စစ်ကောင်မရှင်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထား ထားပါတယ်။မင်းအွန်လိုင်းနဲ့ဆေးဥစုအာနာဆက်မြဲရင်းနဲ့သူတို့ရဲ့ဆေးရသွေးမှုကျူးလွန်မှုတွေကိုအပြစ်ပေးခံရတာကနေရှောင်လွှဲနိုင်အောင်မြန်မာနိုင်ငံကိုတရုတ်ထံရောင်းစားလိုက်ပြီးတရုတ်ပြောသမျှလိုင်းရန်လှုပ်ဆောင်နေသလိုမြန်မာနိုင်ငံတဲကတရုတ်အကျိုးစီးပွားတွေကိုလည်းအကာအကွယ်ပေးနေပါတယ်။ပြည်တွင်းထဲကနောက်ဆုံးသတင်းအနေနဲ့သမိုင်းတခြားစစ်တပ်လက်ထက်မှာတောင်ကြီးတဆောင်းနိုင်ပွဲကို ပထမအောင်ဆုံးတက်တန်းတိုးလိုက်တဲ့သတင်းကိုပြောပြချင်ပါတယ်။ 58နှစ်အတွင်းပထမဦးဆုံးအနေနဲ့ရှမ်းပြည်နယ်တောင်ပိုင်းကအထင်ကြီးပွဲတော်ဖြစ်တဲ့တောင်ကြီးမြို့တစောင်းတိုင်းမီးပုံပြန်ပွဲတော်ကိုတက်တန်တိုးပေးလိုက်တယ်လို့သတင်းရရှိပါတယ်။တောင်ကြီးတစောင်းတိုင်းပွဲတော်ကို1942ခုနှစ်ကစတင်ကျင်းပခဲ့ပေမယ့်မီးပုံပြန်ပွဲတော်နဲ့ပြိုင်ပွဲတွေကိုတော့1950ပြည်နှစ်ကနေစတင်ထက်သွင်းကျင်းပခဲ့တာပါ။ တတနဲ့တကူတခါမှဒီလိုမဖြစ်ဘူးဘူးဒီနေ့မှ တခါပဲကြားဖို့တည်တယ်မအလာခင်မှာစီကားတိုက်ငိုက်ပြီးပြည်သူတွေပျော်နေပါတယ်ဆိုတာပြချင်တာနေမှာပေါ့ရေကောက်ပွဲလဲနီးပြီလေလို့အသက်60ကျော်အရွယ်ရှိတဲ့တောင်ကြီးမြို့ကအမျိုးသားတဦးကပြောပါတယ်ကနအူအနေနဲ့အဝေးရမိဘုံပြန်ကွင်းထဲကမိဘုံပြန်ပွဲတော်နဲ့ဈေးရောင်းပွဲတော်ကိုအောက်တိုဘာ29ရက်နေ့ကနေနိုဝင်ဘာ5ရက်အထိသာကျင်းပဖို့ကြေညာထားတာဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီပွဲကိုနိုဝင်ဘာ3ရက်နေ့ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ရောက်လာပြီးနောက်နိုဝင်ဘာ10ရက်နေ့အထိ3ရက်တာကာလထပ်တိုးပေးလိုက်တဲ့အကြောင်းစစ်ကော်မရှင်ကသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ရှားရင်းထုအခြေအနေတွေကြောင့်အဲ့ဒီလိုပွဲတော်ကာလထပ်တိုးပေးလိုက်တာဖြစ်တယ်လို့စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်ကဆိုထားပါတယ်။ တဆောင်းနိုင်မိဘုံပြန်ပွဲကိုတွားရောက်လည်ပတ်ခဲ့တဲ့တောင်ကြီးမြုပ်ခံမြို့သမီးတအူကတော့ပွဲကစီရာကစီတဲ့အရရဆေးတွေကြီးပြီးအရင်ကလိုပြောစရာမကောင်းတော့ဘူးလို့ပြောပါတယ်။ ဒီနှစ်တောင်ကြီးသဆောင်နိုင်ပွဲတော်မတိုင်ခင်နဲ့ကဟိုတယ်နဲ့ဖုံးစင်းကြောင်းနဲ့ကျွတင်ငှားရမှုနဲ့ပြင်းထန်နေခဲ့ပြီးပွဲတော်ကျင်းပချိန်မှာလည်းဆိုင်ကယ်ရက်ခတစည်းကို7000အထိကောက်ခံသလိုကားရက်ခကိုလည်းတစည်းကို9000အထိကောက်ခံခဲ့တဲ့အပြင်ဆိုင်ကန်းကားတွေကိုလည်းရှာနဲ့ချီကောက်ခံခဲ့တဲ့အတွက်စီးပွားဖြစ်လုခဲ့တာလို့မြို့ကန်တွေကဝေဖန်ပြောဆိုနေကြပါတယ် နောက်ဆုံးပြပါသတင်းနေနဲ့အမေရိကန်မှာကွန်မြူနီဝါဒလွှမ်းမိုးလာပြီးလို့တမရထရန်ပြောတဲ့အကြောင်းတင်ဆက်ရင်ဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုတွေကိုဒီမှာပဲရပ်နားလိုက်ပါစီရှင် အမေရိကန်သမ္မတဂျော်နန်ထရန်နဲ့နယူးယောက်မြို့တော်ဝန်အစ်တဖြစ်တဲ့ရွေးချယ်အစ်တမြောက်ခံလိုက်ရတဲ့ဆိုရန်မန်တာနီတို့အကြားတင်းမာမှုတွေဆက်လက်မြင့်တက်နေချိန်မှာပဲနယူးယောက်မှာကွန်မြူနီဝါဒလွှမ်းမိုးလာပြီလို့ထရန်ကပြောကြားလိုက်ပါတယ်။အသက်34နှစ်ရွယ်ဒီမိုကရက်တစ်ဆိုရှယ်လစ်တဦးဖြစ်တဲ့မန်တာနီဟာနယူးယောက်မြို့ရဲ့မြို့တော်ဝန်အစ်တဖြစ်ရွေးကောက်ခံရပြီးနိုင်ရင်အနေငယ်အကြမှာပဲနှစ်ဦးစလုံးကတယောက်နဲ့တယောက်နိုင်ငံရေးအမြင်တွေအပေါ်ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ မန်တာနီကအောင်ပွဲခံဆင်မြင့်ပေါ်ကနေထရန့်ကိုရည်ရွယ်ပြီးခမည်းကြည့်နေတယ်ဆိုတာကျွန်တော်သိတယ်။ခမည်းအတွက်စကားလေးလုံးရှိတယ်ဗျ။အတန်ကိုကြကြဲဖွင့်ထားလိုက်လို့ပြောခဲ့ပါတယ်။တမရအိမ်ဖြူတော့သတင်းထုတ်ပြန်ရေးအကြီးအကဲကာရိုလင်းလာဘေကလည်းမန်တာနီရဲ့မိကုံကိုထရန့်ကြည့်နေခဲ့တယ်လို့အတည်ပြုပါတယ်။ ထရန်ဟာနိုဝင်ဘာ9ရက်ကမိုင်ယာမီမြို့မှာလှုပ်တဲ့စီးပွားရေးညီလာခံတခုမှာမိခွန်ပြောကြားခဲ့ချိန်တလျှောက်လုံးမန်တာနီကိုထက်ခါတလဲလဲရင်ညွှန်းပြောဆိုခဲ့ပါတယ်။မန်တာနီရွေးကောက်ပွဲအနိုင်ရပြီးနောက်မှာအမေရိကန်ဟာအချုပ်အခြာအနာဆုံးရှုံးခဲ့ရပြီလို့ထရန်ကပြောပါတယ်။မိုင်ယာမီဟာမကြာခင်မှာနယူးယောက်ကနေကုဗနစ်ဝါရကိုရှောင်ပြေးလာသူတွေအတွက်ခိုးလုံရဖြစ်လာတော့မယ်လို့လည်းထရန်ကပြောပါတယ်။ အမေရိကန်အလုံးရင်ဆိုင်နေရတဲ့ဆုံးဖြတ်ချက်ကရှင်းရှင်းလင်းလင်းပါပဲကွန်မြူနီဝါဒနဲ့အသိဉာဏ်ရှိမှုနှစ်ခုတည်းကရွေးချယ်စရာရှိတယ်ဒီမိုကရက်တွေကစီးပွားရေးအိမ်မက်ဆိုးကိုပေးမှာဖြစ်တယ်လို့သူ့ရဲ့မူဝါဒတွေကတော့စီးပွားရေးအံ့ဖွဲ့ကိုစောင့်ခြင်းပေးမယ်လို့လဲထရန်ကဆိုပါတယ် ဇွန်လကဒီမိုကရက်တစ်အခြေခံရွေးကောက်ပွဲမှာမန်တာနီကိုရှုံးနိမ့်ပြီးနောက်တတိပုဂ္ဂလအဖြစ်ဝင်တိုင်နဲ့အရင်ဒီမိုကရက်တစ်အုပ်ချုပ်ရေးမှူးဟောင်းအင်ဒရူးကိုမိုကိုမြို့တော်ဝင်ရွေးကောက်ပွဲမှာထရန့်ကအပင်ထောက်ခံခဲ့ပါတယ်။ဒါပြင်မန်တာနီယာတို့မရစေဖို့နယူးယောက်မြို့သားတွေကိုနီးဖြူအားကြကြမဲပေးဖို့လည်းထရန့်ကတိုက်တွန်းခဲ့ပါသေးတယ်။ MB ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MB ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအလုံးကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်မြမပြည်သူပြည်သားပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်လေးပြေကြပါစေရှင်